ပူပြင်းခြောက်တွေ့နေသောမြို့ပြလမ်းမကြီးပေါ်တွင် အမျိုးသမီးတဦးသည်ရဲတပ်ဖွဲ့ဝင်၃ဦး၏မတရားပြုကျင့်ခြင်းကိုခံနေရသည်သို့သော ထိုအမိုက်ကောက်အမျိုးသမီးသည်မထင်မှတ်ထားသောလှုပ်ဝက်ချက်တစ်ခုကိုဖုံးကွယ်ထားရာ ထိုရုပ်ဝက်ချက်ကအခြေအနေတစ်ခုလုံးကိုပြောင်းပြန်လှန်ပစ်မိဖြစ်သည်နေလေခင်ချိန်နေမင်းကြီးသည်ရန်ကုန်မြို့ကောင်းကင်ရံအထက်တွင်ပြင်းထန်စွာတည်ရှိနေသည့် ပူပြင်းသောအပူချိန်သည်ကတ္တရာလမ်းကြောင်းများနှင့်လမ်းဘေးတလျှောက်တန်းစီနေသောရှေးဟောင်းအဆောက်အအုံများမှပြန်လည်ဟပ်ထွက်နေသည်ခြောက်တွေ့တော်လေသည်ဖြတ်သွားသူတိုင်း၏မျက်နာကိုရိုက်ခတ်နေသောကြောင့်ဤမျိုးသည်ပုံမှန်ထက်ပုံမူခြောက်တွေ့နေတကယ်သို့ခံစားရသည်ကာဟွန်းတံများစုညံစွာထွက်ပေါ်နေပြီးမြစ်စိတ်ကမ်းမာလာသောလှေများ၏အတံများကရန်ကုန်မြို့၏ပူပြင်းခြောက်တွေ့သော နေလေခင်းကိုပုံမူစုညံစေသည် ထိုနေ့လေခင်းတွင်ရန်ကုန်မြို့၏စီကားသောလမ်းမများပေါ်တွင်ရွယ်သူများထဲမှထူးခြားသောမိမပြိုတူဖြစ်တန်းသွားလာနေသည်။သူမသည်ဟောင်းနှွင်းညစ်ပတ်နေသောအဝတ်အစားများဝတ်ဆင်ထားပြီးသူမ၏ကိုယ်ပေါ်တွင် အမိုက်များထည့်ထားသောအိတ်ကြီးတစ်လုံးကိုထမ်းပိုးထားသည်။သူမသည်လမ်းဘေးရှိ ကုံစုံဆိုင်များနှင့်တိုက်တာအဆောက်အအုံများကြားမှခိုင်မာတော်လဲတိုင်းနာထားသည့်ခြေလမ်းများဖြင့်လမ်းလျှောက်နေသည်။သူမသည် အမိုက်ကောက်သမားတအူးအဖြစ် ဟန်ဆောင်ထားတော်လဲသူမ၏နောက်ွယ်တွင် ခိုင်မာသောစိတ်တနှင့်ရှုမဆန်းကြယ်မှုများပုံကွယ်နေသည်သူမသည်မိမြပင်ဘဝ၏အထုအထောင်းများကိုမြင်ဆိုင်ရစေကမူသူမ၏မျက်နာတွင်မရင်းရိုင်သောတဏိဋ္ဌံများထင်ဟပ်နေသည်လမ်းပေါ်ရှိ လူများသည်သူမကိုမမြင်တရားပြု၍တစ်ချက်တစ်ချက်သာကြည့်ပြီးကိုလန်းကိုဆက်လျှောက်သွားကြသည်မြည်သူမြသူမအားစိတ်မဝင်စားကြသလိုသူမကိုတာမန်လန်းပေးလူဖြစ်သာရှုမြင်ကြသည် သို့သောထိုအချိန်တွင်လမ်းနောက်တနေရာ၌အရက်ပူပူဝဝဖြိုဖြိုရဲတပ်ဖွဲ့ဝင်တဦးအရက်မြင့်မြင့်ခတ်ထွားထွားရဲတပ်ဖွဲ့ဝင်တဦးပိန်ပိန်ပါပါရဲတပ်ဖွဲ့ဝင်တဦးတို့ဆောင်ဆိုင်နေကြသည်ညင်းတို့သည်မြင်းနီကုန်းစီလမ်းစုံတွင်ခဏတာနားနေပြီးဥပြင်းလာသောရာသီဥတုကြောင့်သူတို့၏မျက်နှာများမှာချွေးများဆူဆွဲနေသည် သူတို့သည် နေဘက်တလျှောက်မြည်သည့်ငွေမှမရသေးသောကြောင့်စိတ်ပြက်နေကြသည်မနက်ကလေးကသူတို့အားတိုက်ကျွေးငွေပေးမိသူတယောက်မှမရှိခဲ့ပေ သူတို့ထဲမှဝဝဖြိုးဖြိုးရဲတပ်ဖွဲ့ဝင်တဦးကဒေါသတကြီးစေးပြင်းလေးကိုမိညိလိုက်သည်စေးပြင်းလေး၏အဖျားပိုင်းသည်ပူပြင်းလာသောနေလေခင်းနေရောင်အောက်တွင်ပြင်းမြန်စွာလောင်ကျွမ်းသွားသည်ဒီမနက်ကလေးကဘာမှမရသေးဘူးဒီလူတွေဘယ်ရောက်သွားလဲမသိဘူးသူကစိတ်မရှိစွာပြောလိုက်သည်ဒီနာတဝိုက်မှာတောင်းလို့ရမယ့်လူတွေဘယ်မှမရှိတော့ဘူးထင်တယ်လို့သူ့ဘေးကပိန်ပိန်ပါပါရဲတပ်ဖွဲ့ဝင်ကခက်ချေချေပြောလိုက်သည် သူတို့က ရန်ကုန်လမ်းမပေါ်ရှိလူများကိုတာမန်လူများဖြစ်တာမြင်ကြပြီးလမ်းဘေးလူများကိုကြိုက်တယ်လို့ချင်းချောင်းနိုင်သည်ဟု ယူဆထားကြသည်။သူမ၏မြစ်ပတ်ဟောင်းနှန်းနေသောအဝတ်စားများနှင့်ပင်မနှွမ်းနေနေသောမျက်နာက သူမကိုအလွယ်တကူအနိုင်ကျင့်နိုင်သည့်ပြည့်မှတ်တစ်ခုအဖြစ်ပေါ်လွင်စေသည်ဟေ့မိမဘာတွေလုပ်နေတာလဲဝါဝဖြိုးဖြိုးရဲတပ်ဖွဲ့ဝင်ကမြေပြင်ပေါ်သို့တရွေ့ထွေးရင်းအော်ပြောလိုက်သည် ကျန်နှူးကလည်းတောင်ပြောင်တယော်သည့်အပြုံများဖြင့်ခေါင်းကြီးလိုက်ကြသည်။ဥပြင်းမှုကြောင့်၆တွေ့နေသောသူတို့၏မျက်ခန်းများကရန်လိုနေသည့်ဟန်ကိုဖော်ပြနေသည်။ထိုမျိုးသမီးရီနာကသူတို့ရောက်ရှိလာခြင်းကိုသတိပြုမိတော်လဲတစ်ချက်သာလှမ်းကြည့်ပြီး သူမ၏လှမ်းလျှောက်နေသောခြေလမ်းများကိုမရက်တန့်ခဲ့ပေသူမသည်သူမ၏ဟန်ဆောင်မှုကိုဆက်လက်ထိန်းသိမ်းထားခဲ့သည်။ဟေမင်းပဲသွားမလို့လဲခတ်ထွားထွားရဲတပ်ဖွဲ့ဝင်ကမာကျောသောအတန်ဖြင့်အော်ဟစ်လိုက်သည်။ သူသည်သူမရှိတွင် ခိုင်မာစွာရက်လျက်ရှိပြီးမင်းမာရီဆောင်လာတာလဲအဲ့ဒါမူရစေဝါတွေများလားဟုမေးလိုက်သည်ရီနာသည်သူမ၏လမ်းမောင်တစ်လျှောက်ခိုင်မာစွာလှမ်းလျှောက်နေသည် သူမသည်မျက်နှာကိုငုံထားပြီးသူတို့၏စကားကို မကြားဟန်ဆောင်နေသည် သူမသည်အခြေအနေကိုသုံးသပ်နေပြီးသူမ၏အမူအရာကအေးဆက်နေသည်ရီနာသည်အခြေအနေကို သတိထားပြီးတည်ငြိမ်စွာနေထိုင်သည် သူမသည် အကြောင်းအလံမရှိဘဲသူတို့၏စကားများကိုလစ်လျူရှုထားသည် သူမသည်အကြောင်းအလံမရှိဘဲသူတို့၏စကားများကိုလစ်လျူရှုထားသည်ရဲတပ်ဖွဲ့ဝင်၃ဦးကသူမကိုစော်ကားရန်အခွင့်ကောင်းရပြီဟု ယူဆကားမြည်သူမဆိုအင်အားနည်းသူကိုအဆက်ခွဲရန် လွယ်ကူသည်ဟုထင်နေကြသည်သူတို့သည်မိမိတို့ကိုယ်ကို ထောင်ချောက်တစ်ခုထဲသို့ဖြည်းဖြည်းချင်းဝင်ရောက်နေကြောင်းမသိခဲ့ကြပေလမ်းဘေးတစ်လျှောက်ရှိအခြေအနေကတင်းမာလာသည်ရဲတပ်ဖွဲ့ဝင်၃ဦးက ရီနာကိုဝိုင်းရံထားပြီးကြီးမားသောကိုလုံးကိုယ်ရဲများဖြင့်သူမအားချိန်ချောင်းနေကြသည်ဘဝဝဖြိုးဖြိုးရဲတပ်ဖွဲ့ဝင်က ရီနာ၏ပခုံးပေါ်မှအိတ်ကိုဆွဲယူကမြေပြင်ပေါ်သို့ပစ်ချလိုက်သည်ဒီအိတ်ထဲမှာဘာတွေပါလဲသူကကြဲလောင်စွာ အော်ဟစ်လိုက်သည်လန်းသွားလန်းလာအချို့ကလည်းဆက်စုစွာလှမ်းကြည့်ကြသည်မင်းဒီနေရာကိုအမိုက်ပစ်ဖို့နေရလို့ထင်နေတာလားပိန်ပိန်ပါပါရဲတပ်ဖွဲ့ဝင်ကထပ်ပြောလိုက်သည်မင်းလိုလူတွေကမြို့ကိုဖျက်ဆီးနေတာ ရီနာဒီတိတ်ဆိတ်စွာပင်နေသည် သူမကိုအနိုင်ကျင့်နေသည်ကိုသူမခံစားနေရတော့လေသူမ၏အေးဆက်သောမျက်လုံးများ၏နောက်ွယ်တွင်တွက်ချက်မှုတစ်ခုကစဉ်းစားနေသည်သူမသည်အခြေအနေကိုခံမှန်းပြီးတုံ့ပြန်ရန်အချိန်မရောက်သေးဟုယူဆလိုက်သည်ထို့နောက်ခတ်ထွားထွားရဲတပ်ဖွဲ့ဝင်က ရီနာ၏ပါးကိုပြင်းထန်စွာရိုက်လိုက်သည်ရီနာသည်အနေငယ်နောက်သို့ဆုတ်သွားတော့လေသူမ၏မျက်နာတွင်မြည်သည့်ခံစားချက်များမပြောင်းလဲပေရဲတပ်ဖွဲ့ဝင်၃ဦးကမြေပြင်ပေါ်ကျနေသောသူမ၏အိတ်ကိုဆွဲဖွင့်ပြီး ီးအတွင်းမှပလတ်စတစ်ပလင်းများနှင့်အမိုက်ဟောင်းများကို ထိုးပေါက်ရှာဖွေနေကြသည်ဒီထဲမှာဘာမှမရှိဘူးဘောဝဖြိုးဖြိုးရဲတပ်ဖွဲ့ဝင်က အော်ပြောလိုက်သည်ဒီမိမဘာမှမပါဘူးပိန်ပိန်ပါပါရဲတပ်ဖွဲ့ဝင်က ရီနာ၏မျက်နှာနာသို့ကက်ကာချင်းချောက်လိုက်သည် ဖြေစမ်းမဟုတ်ရင်ငါတို့ရုံကန်းကိုခေါ်သွားပြီးအပြစ်ပေးမယ်။ရီနာဤရင်ထဲတွင်ဒေါသများပြည့်နှက်နေတော်လဲ။သူမသည်အခြေအနေက အထုထိတ်ရောက်နေပြီဟုတည်သည်သူတို့သည်ကန့်သက်ချက်ကိုကြော်လွန်သွားပြီဖြစ်ပြီးအခြေအနေကိုပြန်ပြောင်းလဲရန်မှန်ကန်သောအချိန်ကိုသာသူမဆောင်ဆိုင်နေသည်ရဲတပ်ဖွဲ့ဝင်၃ဦးကဒေါသတကြီးဖြစ်နေပြီးသူတို့၏မျက်နှာများမှာပူပြင်းမှုနှင့်ဒေါသတို့ကြောင့်ညည်းနေသည်ဝဝဖြိုးဖြိုးရဲတပ်ဖွဲ့ဝင်ကရီနာကိုရိုက်နှက်ရန်စူးစမ်းနေသည် ရီနာကသူတို့၏လက်များကိုဖမ်းဆွဲလိုက်ပြီးသူမ၏မျက်နာတွင်နာကျင်မှုမရှိဘဲငြိမ်သက်နေသည်သူမသည်ကတရားလန်း၏ပူပြင်းမှုနှင့်ဒူးကောင်း၏နာကျင်မှုကိုသာခံစားနေရသည်သို့တော်သူမ၏တိတ်ဆိတ်မှုက သူတို့၏အားနည်းချက်ကိုတွက်ချက်နေခြင်းဖြစ်သည် သူမ၏တည်ငြိမ်သောအမူအရာကထိုရဲတပ်ဖွဲ့ဝင်များကို ပို၍ဒေါသထွက်စေသည်သူတို့သည် သူမကိုအလွယ်တကူအနိုင်ကျင့်နိုင်သည့်ပြစ်မှတ်တစ်ခုအဖြစ်မြင်နေကြသည် ူတို့သည်မိမိတို့ကိုယ်ကိုလေပေါ်ရောက်နေသည်ဟု ခံစားနေရပြီးညီသူမြမတားဆီးနိုင်ဟုထင်နေကြသည်သူတို့သည်သူမကိုအားမရှိသောအမိုက်ကောက်သမားတဦးအဖြစ်သာမြင်ကြသည်သို့သော သူမ၏အေးဆက်သော မျက်လုံးများ၏နောက်ွယ်တွင်လက်စားချေရန်ပြင်ဆင်နေကြောင်းသူတို့မသိခဲ့ကြပေသူမသည် သူတို့၏နောက်ဆုံးအမားကိုသာစောင့်ဆိုင်နေပြီးထိုအချိန်ရောက်လျင် သူတို့ထဲမှဦးတယောက်မှသူတို့၏လုံရက်၏အကျိုးဆက်ကိုခံနိုင်မည်မဟုတ်ပေ။ လမ်းဘေးရှိစုညံတန်များကလူအများဤအာယုံကိုဖန်ဆားလာသည်လမ်းသွားလမ်းလာများကပထမတွင်တစ်ချက်သာလှမ်းကြည့်ကြတော့လေယခုအခါဝေးဝေးမှရက်ကြည့်နေကြသည်တစ်ပင်အောက်တွင်ခိုးနားနေသောအွန်လိုင်းတက္ကစီမောင်းသူအချို့ကလည်းသူတို့၏မျက်လုံးများကိုပြူးကျဲအောင်ကြည့်ပြီးဖြစ်ပျက်နေသည်များကို နားလည်အောင်စူးစမ်းနေကြသည်ရဲတပ်ဖွဲ့ဝင်၃ဦး၏အော်ဟစ်တန်များနှင့် လောင်ပြောင်တေယောတန်များကကားများ၏စူညံတန်များကြားတွင်ထွက်ပေါ်လာသည် သို့တော်မြည်သည့်ပြည်သူကမျှချင်းကဲ့ရန်မရဲဝံ့ကြပေအလုံးကတိတ်ဆိတ်စွာရက်နေကြပြီး မတရားမှုကိုသူတို့၏မျက်စိရှိတွင် ဖြစ်ပျက်စေခဲ့ကြသည်အချို့သောပြည်သူများကပင်သူတို့၏ဖုံများကို ထုတ်ယူကာလုံခြုံသောအကွာအဝေးမှရိုက်ကူးနေကြသည်သို့တော်ရဲတပ်ဖွဲ့ဝင်၃ဦးဝစ်ဆင်ထားသောအမျိုးရောင်ယူနီဖောင်းအပေါ်ကြောက်ရွံ့မှုက ူတို့ကိုပို၍လှုပ်ဆောင်ရန်မရဲဝင့်စေခဲ့ပေလမ်းပေါ်တွင် အာဏာပိုင်များနှင့် ထိတိုက်ရင်ဆိုင်ခြင်းကပြဿနာများကိုရှေ့ကျစေနိုင်သည်ကိုသူတို့သိကြသည် သူတို့သည် IS ကြမ်းကြုတ်မှုကိုရပ်တန့်ရန်လုံလောက်သောရဲရင်သူတအူးပေါ်လာရန်သာမျှပေါ်လင်းနေကြသည် လူအများ၏အကြည့်များကြားတွင်ရီနာသည်နာကျင်မှုဒဏ်ကို ခံစားနေရတော်လဲမလုံမရှက်ရနေသည် သူမ၏ကိုယ်ပေါ်တွင် ရိုင်းနှက်မှုဒဏ်ရာများနှင့်ကံကြောက်မှုဒဏ်ရာများထင်ကျန်နေသည်သို့တော်သူမသည် လုံးဝတုံ့ပြန်ခြင်းမပြုခဲ့ပေထိုအချိန်တွင်ရဲတပ်ဖွဲ့ဝင်၃ဦးကပို၍ရဲရင်လာကြသည် သူတို့သည် သူတို့၏လုံရက်ကိုမြည်သူမျှမတားဆီးနိုင်ဟုထင်နေကြပြီးဤအခြေအနေက သူတို့အတွက်အခွင့်အရေးဖြစ်သည်ဟု ယူဆနေကြသည် ရီနာဤတည်ငြိမ်မှုကရဲတပ်ဖွဲ့ဝင်၃ဦးကိုပို၍ဒေါသထွက်စေသည်ပိန်ပိန်ပါပါရဲတပ်ဖွဲ့ဝင်က ရီနာဤလေဘင်းကိုဆွဲကပြောလိုက်သည်အခုမှပြုံးနိုင်သေးလားယုံရောက်ရင်ငိုရလိမ့်မယ် သို့တော်ရီနာကမြည်တိတုံ့ပြန်မှုများမပြုဘဲသူမကိုဆွဲခေါ်သွားခွင့်ပြုလိုက်သည်သူမ၏အေးဆက်သောမျက်လုံးများ၏နောက်ွယ်တွင်သူမမိသူဖြစ်သည်ကို ဖော်ထုတ်ရန်မှန်ကန်သောအချိန်ကိုစောင့်ဆိုင်းနေသည်ဒေါသများကို ထိမ့်ချုပ်ထားသောခတ်ထွားထွားရဲတပ်ဖွဲ့ဝင်ကစိတ်မရှိတော့ဘဲအော်ဟစ်လိုက်သည် မင်းကဘာလို့ဒီလောက်ခေါင်းမနေရတာလဲရီနာက သူတို့ကိုဆူးရှသောအကြည့်ဖြင့် ကြီးလိုက်သည်ထိုကြီးက သူတို့၏စိတ်ကိုထိတ်လန့်သွားစေသည် ထိုကြီးကသူတို့အားတာမန်လူဖြစ်တာရှုမြင်သော မျက်လုံးများမဟုတ်တော့ဘဲအမှန်တရားကိုဖော်ထုတ်မိမျက်လုံးများဖြစ်နေသည်ထို့နောက်ရီနာသည် သူမ၏ကပတ်မှ ရွှေရောင်အမှတ်တစိတ်တစ်ခုကိုဆွဲထုတ်လိုက်သည် နေရောင်အောက်တွင် တောက်ပနေသော ထောင်လန်းရေးတစိ့ဖြစ်သည့်မြည်သည့်စကားမှမပြောဘဲရီနာကထိုတစိ့ကိုရဲတပ်ဖွဲ့ဝင်၃ဦး၏ရှေ့တွင်မြှောက်ပြလိုက်သည် သူတို့သုံးဦးစလုံးနေရာတွင်ပင်ရက်တန့်သွားကြသည်လုံလောက်ပြီးရီနာကတည်ငြိမ်တော်လဲအေးဆက်သောအတန်ဖြစ်ပြောလိုက်သည် သူမ၏အတန်ကအမြဲတမ်းချင်းချောက်နေလေးရှိသောသူတို့၏ရင်ထဲသို့တက်တက်ဆိုင်ဝင်သွားသည်ရက်တက်ဖွဲ့ဝင် သုံးဦး၏တုံ့ပြန်မှုကချက်ချင်းဆိုသလိုပြောင်းလဲသွားသည်လယ်ဘင်းကိုဆွဲထားသောပိန်ပိန်ပါပါရက်တက်ဖွဲ့ဝင်က သူမ၏လက်ကိုလှုပ်ချလိုက်ပြီး ျက်နှာဖြူဖြောလျက်နောက်သို့ဆုတ်သွားသည်ခတ်ထွားထွားရဲတပ်ဖွဲ့ဝင်ကမျက်လုံးပြူးကျဲစွာဖြင့်တစိမ့်ကိုစိုက်ကြည့်နေသည်ဝဝဖြူဖြူရဲတပ်ဖွဲ့ဝင်ကတုံလို့စွာဖြင့်ခေါင်းကိုငုံထားသည်သူတို့သည်ဤမျိုးသမီးကတာမန်လူမဟုတ်ကြောင်းယခုမှသဘောပေါက်သွားကြသည်လူအများဤအာယုံဆိုင်မှုကယခုအခါရှင်းရှင်းလင်းလင်းမြင်နေရသော တစိမ့်စီတို့ရောက်ရှိလာသည်ရိုက်ကူးနေသောကင်မရာများကရဲတပ်ဖွဲ့ဝင်၃ဦး၏မျက်နှာပေါ်ရှိ ထိတ်လန့်တုန်လုံးနေသောအမူအရာများကိုမှတ်တမ်းတင်ထားသည့်ပထမတွင်ကြောက်ရွံ့မှုများလွှမ်းမိုးထားသော အခြေအနေကယခုအခါရီနာကအပြည့်အဝထိမ့်ချုပ်ထားသော နေရာဖြစ်လာသည်။ကျမတို့အဖွဲ့ဝင်တအူးကို အထူးသဖြင့်လူအများရှိမှတိုက်ခိုက်ခြင်းရဲ့အကျိုးဆက်ကိုခမည်းတော်သိပါရယ်။ရီနာကတည်ငြိမ်တော်လဲချိန်ချောက်မှုများပါဝင်သောအတန်ဖြင့်ပြောလိုက်သည်။ရဲတပ်ဖွဲ့ဝင်၃ဦးက တလန်းချင်းစီနောက်သို့ ဆုတ်သွားကြသည်။သူတို့သည်မိဘရှိတွင် အမားလုံးမိသောကလေးများကဲ့သို့ဖြစ်နေသည်သို့တော်ရီနာအတွက်တော့ဒါတွေကမပြီးသေးပါဒီနေ့ကိုခမားတို့အပိုင်လို့ထင်နေတာလားရီနာကမာကျောသောအတန်ဖြင့်သူတို့ကိုကြည်ရင်ပြောလိုက်သည်ဘဝဖြိုးဖြိုးရဲတပ်ဖွဲ့ဝင်ဤမျက်နာကဖြူလျှော့သွားပြီးသူဤမျက်လုံးများကဘေးဘီတို့ရွှေလျားနေသည်စုယုံလာသောလူအုပ်ကြားမှထွက်ပြေးရန်လမ်းကြောင်းရှာနေတကဲ့သို့ဖြစ်သည်ပိန်ပိန်ပါပါရဲတပ်ဖွဲ့ဝင်က တုံရင်နေပြီးသူဤလက်ချောင်း များကသူ၏ယူနီဖောင်းခါဘက်ကို မတိစိတ်ဖြင့်စုပ်ကင်ထားသည်သူသည်အဖမ်းခံရသောကလေးတဦးကဲ့သို့ခေါင်းငုံထားသည်ပုံမှန်ဆိုလျှင်အတန်အကျယ်ဆုံးဖြစ်သောခတ်ထွားထွားရဲတပ်ဖွဲ့ဝင်ကမူယခုအခါပါဇက်ကိုပိတ်ပြီးရက်နေသည် သူ၏မေယိုများကတင်းမာနေတော်လဲသူ၏မျက်လုံးများကကြောက်ရွံ့မှုများဖြင့်ပြင်းထန်နေသည် သူတို့သည်သူတို့၏လုံရက်များကိုမှတ်တမ်းတင်ထားပြီးဖြစ်သည်ကိုသိကြသည်ထောင်လန်းရေးတယောက်နှစ်ယောက်သုံးယောက် ဒီကိစ္စကိုအများပြည်သူရှေ့မှာဖြေရှင်းရမယ်။အများပြည်သူများကလည်းယခုအခါပုံပွင့်လင်းလင်းပြောဆိုဝေဖန်လာကြသည်ရဲရာရှိတွေကဘာလဲဟုမကြေမနက်ရေရွတ်တံများထွက်ပေါ်လာသည်ဒါကမတရားဘူး။ဝါဝဖြိုးဖြိုးရဲတပ်ဖွဲ့ဝင်က တုံရီသောအတန်ဖြင့်ခေါင်းကြီးလိုက်သည်ခတ်ထွားထွားရဲတပ်ဖွဲ့ဝင်က မျက်ရည်များဝဲတက်နေသော မျက်လုံးများဖြင့်အရှိယမှုနှင့် ကြောက်ရွံ့မှုကိုထိန်းချုပ်ထားသည် သူတို့သည်ထိုနေ့ကသူတို့အတွက်အဆုံးသက်ဖြစ်သည်ကိုသိကြသည်ဤအရှိယမှုမှလွမြောက်ရန်လမ်းမရှိတော့ချေကင်မရာများကမှတ်တမ်းတင်ထားပြီးဤသတင်းသည်ယခုအခါပြန့်နှံ့နေလောက်ပြီဖြစ်သည်တာဝန်ကျနေသောအရာရှိတဦးကိုတိုက်ခိုက်ခြင်းသည်ပြင်းထန်သောပြစ်မှုတစ်ခုဖြစ်ပြီးသူတို့၏အလုတ်ကင်ကိုလုံးဝပျက်စီးစေလိမ့်မည်ထိတ်လန့်မှကိုကသူတို့၏တခုရဲသောမျောလင်းချက်ဖြစ်သည် မင်းတို့ရဲ့လုံရက်တွေအတွက်ဒီနေ့ပဲအပြစ်ပေးခံရလိမ့်မယ်ဂရီနာကသူတို့အားပြောလိုက်သည်ပတ်ဝန်းကျင်ရှိ လူအများက တိတ်ဆိတ်စွာပင်ရက်ကြည့်နေကြသည် အချို့ကအံ့ဩစွာခေါင်းညှိကြပြီး အချို့ကအခြေအနေကပြင်းပြန်စွာပြောင်းပြန်လှန်သွားသည်ကိုမြင်သောကြောင့်စွန့်လျက်ရှိနေကြသည်ရဲတပ်ဖွဲ့ဝင်၃ဦးကယခုအခါဖြူဖြော့ကတုံ့နှုတ်နေကြသည်ထိုနေ့သည်လမ်းပေါ်ရှိ သူတို့၏အလုတ်ကင်၏အဆုံးသက်သာမက ူတို့ဝတ်ဆင်ထားသောယူနီဖောင်း၏အဆုံးသက် သူတို့၏ကရိယာ၏အဆုံးသက်ဖြစ်သည်ကို သူတို့သိကြသည်ဤဒီမှာပြီးဆုံးသွားသောအမှုတစ်ခုသာဖြစ်တော်လဲထိုရဲတပ်ဖွဲ့ဝင်၃ဦးအတွက်မူဤနေ့သည်သူတို့ဘဝတွင်အဆိုးဆုံးသောနေ့တစ်နေ့ဖြစ်ပေလိမ့်မည်